မင်္ဂလာပါရှင်။ရွှေကုံကနေတင်ဆက်ပေးမယ့်သတင်းကြောင်းဟာတော့မြောက်ကလပါမြို့နယ်တွင်မြတ်ဌာနသာသနာပိမံမုတ်ဦးစီရီတော်ထီတော်တင်မင်္ဂလာနဲ့ဗုဒ္ဓပိတိကအနေကစားတင်မင်္ဂလာအခမ်းအနားပြုလုပ်တဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမြောက်လာပါမြို့နယ်စံပြကငေရက်ွယ်အုတ်ကာနှစ်လံဝါရင်းအင်္ဂါဘက်မြတ်ဌာနသာသနာ့ပိတ်မှန်နေမုတ်ဦးစေရောထီတော်တင်မင်္ဂလာနေဗုဒ္ဓဘီဒီကအနိကစားတဲ့မင်္ဂလာခန္ဓာကိုမေလ12ရက်နေ့နောက်ပိုင်းကအဆိုပါသာသနာ့ပိတ်မှန်တော်တွင်ပြုလုပ်ကြောင်းသိရပါသည်အခမ်းအနားတွင်သာသနာ့ပိတ်မှန်တော်မုတ်ဦးအလှူရှင်များဖြစ်ကြတဲ့အလှူရှင်ဥယူစိန်နှင့်မိသားစု အလှူရှင်ဒေါခင်တန်ရင်နဲ့ဒေါခင်နှင်းရင်မိသားစုများကဆရာတော်အရှင်သူမြတ်တို့အားစိန်ဘူးတော်ငှက်မြနာတော်ရွှေထီးတော်များနဲ့လူဝဲဝတ္ထုများစက္ကလူရန်ကြပြီးအလှူရှင်မိသားစုနဲ့အကျိုးတော်ဆောင်များကစိန်ဘူးတော်အစားရှိတဲ့ထီးတော်ပုံအစဉ်အဆက်အားမင်္ဂလာပန်းယထာဖြင့်တင်လူပူဇော်ခဲ့ကြပါသည် အဲ့ဒီနောက်ရန်ကုန်တိုင်းဒေသကြီးတန်ခါနိုင်ကအဖွဲ့ဝင်သာသနာတစဓမ္မစရိယာဩဝါဒစရိယာဓမ္မဝိဟာရီကျောင်းတိုက်ဆရာတော်ဗတ္တနာဝိတာရထအရှင်သူမြတ်ထံမှအနုမောဒနာတရားနာကြားပြီးလူဒန်းမှုစုစုတွဲရည်ဆက်သွင်းချအမျှပေးဝေကြပါသည်ဆက်လက်ပြီးမြတ်တာနာသာသနာပိတ်မံစွန်လောင်းဓမ္မယုံဖွဲ့ဝင်ကိုကျင်းပရာ အလှူရှင်များနဲ့ဧပြိသက်များကရန်ကုန်တိုင်းဒေသကြီးတက္ကနာယကဥက္ကဋ္ဌတွေ့ပြီးတကားတရာအက္ကမဟာပန္နိတာဗတ္တနာအက္ကသာမိနဲ့တန်ဃာတို့အရှင်သူမြတ်တို့အားလူပဲပစ္စည်းများစက္ကပ်လူရန်ကြကဆရာတော်ကြီးများထံမှရေဆက်သွင်းချအမျှပေးဝေကြကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့တက်လွင်စိုးကပေးပို့လာတာပါ thank you